ဝေချင်သားကြတော့ဥမာဆိုင်တဆိုင်မှာပဲဖြစ်ဖြစ်ပေါ့နော်ပီဇာဘယ်နှခုရောင်းရဘယ်နှကြိမ်ရောင်းရတယ်ပေါ့နော်ပီဇာဘယ်နှခုရောင်းရလဲအဲဒိုနတ်ဘယ်နှခုရောင်းရလဲဆိုတော့မျိုးလေးကိုဟိုကိုကစစ်ထုတ်ကြည့်မယ်ဒီမှာဆိုအချိန်ရွတ်တဲ့ပီဇာပီဇာလာပြီးဒိုနတ်ဒိုနတ်ပြီးရင်ထပ်ပါဆိုနောက်တစ်ခါပီဇာလာတယ်ပေါ့နော်အဲ့ဒီနာမည်လေးတွေအုပ်စုတွေအကုန်လုံးစစ်ထုတ်လိုက်ရင်ပီဇာဆိုတဲ့ကရူအတခုဖြစ်မယ်ဥမာဒိုနတ်တခုဖြစ်မယ်ဒီလိုမျိုးပေါ့ဒီအစားအသောက်တွေရဲ့အဥ္စာတွေကိုတူရတူရတွေတစုတဲ့ဒီဘက်မှာစုပြီးတော့ နာမည်စင်းပြတဲ့နီးလေးကိုအရင်ပြမယ်အဲ့တော့အခုလေပီဇာဖော်မြူလာလေးကိုပြန်ဖြတ်ပြမယ်ဒီရှိတဲ့အစားတောက်လေးတွေကတူရတူရနာမည်တစ်ခုတစ်စုတူရတူရနာမည်တစ်စုထွက်လာဖို့အတွက်ဆိုရင်ဖော်မြူလာကညီမျှချင်း UNI လို့ရိုက်လိုက်တာ ਨੇ ပဲ UNI နဲ့သက်ဆိုင်တဲ့ဒီ formula တွေ insert function တွေပေါ်လာမယ်ပေါ့ဒီ function တွေထဲကမြေပြော unit အဲ့ဒီ function တွေကိုသုံးမယ်အဲ့ဒီထဲကနေ array ကဘယ် array ကိုသုံးမှာလဲသူမှလောက်ဆောင်ချက်တွေကတော့ ကွန်ပျူတာနဲ့ပတ်သက်တဲ့လုံဆောင်ချက်တွေအများကြီးထပ်ပြီးလုပ်လို့ရသေးတယ်။လောလောဆယ်မှာတော့ကိုလိုချင်တဲ့ column တိုင်းဒီဒီ one column ဒီတစ်ခုပဲလိုချင်တယ်။ formula ထပ်ပြီးစဉ်းစားကြရမလို့ဒီထက်အတူတူဆုချင်တာဖြစ်တယ်ဒါလေးပဲရွေးလိုက်မယ်။ queen bake bake မပြီးရင်အန်တာ။အာဒါဆိုရင်ဒါ pizza donut ဟလာအဲဒီဆက်တော့ပေးရလေးတွေကိုတစုတည်းတူရတူရဆုသွားမှာပေါ့။တူရတူရဆုသွားတဲ့နေ့ကဒီပြန်ပြောပါမယ်။ unit ဆိုရယ် formula လေးကိုသုံးတယ်နောက်တစ်ခုဒါပြင်ရိုက်ဆရာမလိုနေနောက်တနည်းကကျတော့ဒီဘက်ကခောင်းပေါ့နော်ခောင်းကရေတွက်မယ်ဒီမှာဆိုပီဇာ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 ဘယ်နှချိန်ရှိလဲပေါ့ဘယ်နှချိန်ရောင်းရလဲစသည်အဖြစ်အချိန်ရေတွက်စုစုပေါင်းကိုစစ်မယ်ဆိုရင်ညီမချင်း COUND ခောင်း IFF နဲ့ပါလိမ့်မယ် array ဆိုတာဘာကိုပြောရလဲဒီက on if ဆိုတဲ့ဟာကောက်အောင်ရေတွက်တာပေါ့ if ကအခုဒီမှာလဲဆိုတော့ ဘာလို့လဲဆိုတော့အယူတက်အများကြီးတွေကကိုလိုချင်းနဲ့နာမည်တွေကိုရွေးထုတ်ပြီးတော့လဲရှာလို့ရတဲ့အတွက်ဒီကောင်းရုပ်ကိုသုံးတာအရင်းရဲ့သဘောကကိုလိုချင်းနဲ့ range ဆိုတာဘာလဲဆိုတော့ဒီကိုရှာချင်းနဲ့စင်းစရာရှိတဲ့နာမည်တွေရှိတဲ့ full name တွေရှိတဲ့နေရာကို ပြောတာအဲအဲ့ဒီနေရာမှာတစ်ချက်လေးရှိတာက full name တချို့က full name ရှိတဲ့နေရာယူလိုက်တဲ့ comma ပေါ့နော်ယူလိုက်တဲ့ပြီးရင်အဲ့ဒီ full name တွေကဘယ်သူ့ကိုဆွဲထုတ်ချင်တာဆိုတော့ဒီ ပီဇာဆိုတဲ့နာမည်လေးကိုပဲဆွဲထုတ်ချင်တာပီဇာဘယ်နဲ့ကျင်းလဲဆိုတော့ရည်ချင်တာပြတ်တယ်ပီဇာကိုပြင်ယူမယ်ပြင်ခွန်းပိတ်ကြိုက်တယ်ဆိုရင်အန်တာပေါ့ဒီလိုသွားတယ်ပေါ့နော်အဲ့တော့ဘာပြဿနာရှိလဲဆိုတော့ CD ဆွဲတဲ့အချိန်ကဒီလိုဖိဆွဲတဲ့အချိန်မှာသူကဘာဖြစ်သွားလဲဆိုတော့ဥမာဒုန်းနဲ့ကိုရည်ပြမယ်ဆက်နဲ့ရည်ပြမယ်ဆိုရင်ဒီမှာအဲဒီဒီဒီဖော်မြူလာနဲ့မရည်ပဲနဲ့ကိုကကိုအခုလိုမျိုးမျက်စိနဲ့ရည်ကြအောင်ဒုန်းနဲ့ဘယ်နှကျင်းရှိတယ်လဲဒီမှာ ဒုနဲ့တက်မျက်စိမှောက်သွားနိုင်တယ်ပေါ့နော်နှစ်ကြိမ်ရှိတယ်ပေါ့โอเคဒီစီမှန်သေးတယ်ဒါဆိုဒီအောက်ဆုံးကဒါလေးရှိအောင်နတ်ခုရှိနော်အဲ့ဒါလေးကိုရေးကြည့်မယ်ဆိုတော့အပေါ်ဆုံးကနေရေးကြည့်အောင်လို့ဒီဒီမှာလဲကင်နေနော်ဒီမှာလဲနေပေါ့အခုတော့ကင်နော်အဲ့တော့ဟောပြောချင်တာကဘာရှိလဲလို့ပြောလို့ရှိရင်အခုတော့အဆင်ပြေနေကဲဒါဆိုရင် F R I S ကို တို့တွေရှာကြည့်မယ်ပေါ့နော်အဲ့ဒီဟာလေးကဒီမှာ6ကျင်းဆိုတော့ဒီဒီမှာစရတယ်ဒီသူနဲ့လည်းကိုင်ပါပဲဘာလို့ရုံဆိုတော့ဒီမှာအမားလေးကိုအဓိကပြောချင်တာပါတဲ့အဓိကကဘာလဲဆိုတော့ကစားထောက်ပြီးဖိဆွဲလိုက်တဲ့အချိန်မှာပထမရှာတာဒီကိုယ့်ရဲ့ဆဲခွက်တိုင်ဒီ A4 မှာစာချာဒီဘက်ကျတော့ဘသူနဲ့ဘသူဘသူဖြစ်သွားပြီလေကြည်လားကြည့်ကြည့်လိုက်ပါဦး A5 မှာလို့ဖြစ်သွားတယ် ဒါကြောင့်မလို့တဲ့ဒီ formula ကိုရှာတဲ့အချိန်မှာအမှန်ကိုပြောကြသတိထားမိအောင်ဒါကတော့အမှားကိုပြလိုက်တာ formula ကိုရှာတဲ့အချိန်မှာအဲ့ဒီဆဲခွက် column တိုင်းဒီဒီနာဒီဆဲခွက်ဒီဆဲခွက် column တိုင်းဒီအတိအကျမလုပ်ချင်တာလဲဆိုတော့ဟမ်ဒီဆဲခွက် column တိုင်းဒီကိုဒီအတိအကျမရွေမပြောင်းမဲ့ဒီဆဲတဲကစရင်ကိုပဲပြီးစာကိုရှာမှာဒိုနတ်ကိုရှာမှာလို့ဖြတ်တာဖြစ်တဲ့အတွက်ရှာမှာဖြစ်တဲ့အတွက်ကိုလိုချင်တဲ့ပီဇာဒိုနတ်ရှိတဲ့ဆဲခွက်ကလေးကို selection လုပ်လိုက်တာလဲမှန်တယ် သို့တော့အသိမရွေမပြောင်းနိုင်သောဆဲကွက်ဒီဆဲကွက်ကိုလုံးဝမူးမဖြစ်ချင်ဘူးဆိုရင်တဲ့ F4 ကီးလေးနှိပ်ပါတချို့သောဆက်တီကြတော့ FN F4 လို့နှိပ်ရတချို့က F4 နှိပ်ုံနှိပ်ရတချို့က FN F4 နှိပ်ရရနော်တချို့သော Acer ဆက်တွေပါပြီဆိုရင်အခုဒီတဲဆက်မှာပြဿနာမရှိဘူးအဲ့တော့ဒေါ်လာ A ဒေါ်လာ4ဒေါ်လာ A ဒေါ်လာ23တီဆိုပြီးပြောချင်တာအဲ့ဒေါ်လာ A ဆိုပါလေဆိုဒီဒီပီဇာစပြီးစည်ရင်စစ်မဲ့စစည်ရင်စစ်မဲ့ဆဲကွက်ရဲ့နာမည် A4 ဆိုတဲ့ဟာဥမာဒေါ်လာ A 4ဆိုရင်နောက်မှာလဲဒေါ်လာ4အဲ့ဒီကမှစရွေ23အထိဒီမှာ23အထိဖြစ်တဲ့အတွက်23ကလည်းကော်လန်တိုင်းက A ဖြစ်တဲ့အတွက်ဒေါ်လာ A ရူကဒေါ်လာ23ဖြစ်လို့ဒေါ်လာ23ဒီလိုထည့်တာပါကြိုက်တယ်သို့တော်ဒီ C4 ကျတော့ပီဇာကိုစစ်ပြီးသွားရွေ့ချင်တာမှုဖြစ်ချင်တာဒိုနတ်ကိုစစ်မှာအပြင် brief ကိုဖြစ်မှာအဲ့ဒါဟာဒီလို အရွေ့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 သွားမှဖြစ်စေရွေ့စေခြင်းနဲ့ကောင်ကြတော့ဒေါ်လာဆိုင်မထွက်ဘူးမရွေ့စေခြင်းဒေါ်လာဆိုင်ထက်ဒါပဲကြိုက်တယ်ဆိုရင်အန္တာတကွက်ရမကလူတော့မတာဒီတော့လှုပ်ထားပြီးတော့ဒါပဲကလစ်နှိပ်လိုက်တာ ਨੇ ဆောနာကစီးရင်နေပြီအဲမှန်တာထက်ပုံမှန်နေတယ်နာမှန်တာထက်ပုံမှန်နေမယ်စီးရင်ကိုကောက်စာပြန်ထောက်ကြည့်တဲ့အခါပီဇာနေပဲပြန်စစ်တယ်နောက်တစ်ခုကာစာထောက်ကြည့်တဲ့အခါကျရင်ဘာလုပ်လဲပီဇာနေပဲစစ်တယ်ဆောနာကလူမျိုးတကွက်အောက်ကိုရွေ့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 သွားတာမျိုးမဖြစ်ဘူးเนาะ ီနေရာမှာတော့ပေါင်ခတ်တာလေးကအပေါ်မှာပေါင်အထူခတ်ထားရင် အောက်လဲဒီအပေါ်ရဲ့ပေါင်လိုပဲဒီနောက်တစ်ခွက်လည်းအထူအထူအထူပေါင်ပြီးပြတ်သွားဒါကတော့သုံးဆန်နိုင်ကိုလိုချင်တဲ့ပေါင်ခဏိတက်တက်တင်ပါဦးမယ်အဲမျှဝေပါဦးမယ်လက်ရှိရှိနေလှုပ်ဆောင်ချက်မှာမဒီပေါင်လေးတွေကိုတို့တွေကဘာလို့ချင်တာလဲဆိုတော့ရူးရှင်းသောပေါင်ခဏိကတော့ဒါလေးပဲပေါ်တာတဲကမိုးပေါ်တာဒီကနေအတီးသေးသွားမယ်မိုးပေါ်တာတဲကကိုခတ်ချင်တာကအပြင်ပတ်ချပတ်လေဒီကဘာကိုခတ်ချင်တဲ့အထူလေးနဲ့အောက်ခြေကိုလည်းခတ်ချင်တဲ့အပေါ်လည်းခတ်အလဲ အလဲဟုတ်ခတ်ချင်တာကြောင့်အပားလေးနဲ့ခတ်မယ်အဆက်ဆက်ကလေးထားမယ်စသည်အပြင်ကိုထားခြင်းနဲ့မြင်းဒီဇိုင်းတစ်ခုရွေးမယ်ဒီလိုခတ်မယ်ကြိုက်ပြီးဆိုတော့မှ okay ဒါမျိုးတော့ချက်ဒီမှာလည်းဒုနုအောင်မဒီဘက်ကဟာလေးခတ်ခြင်းနဲ့ control 1 control 1နဲ့လည်းခတ်လို့ရတယ်အလဲကအဆက်မြင်းလေးထဲမှာအလဲမြင်းအလဲလေးအလဲမြင်းနေမှန်သလားဒီအဆက်ထဲမှာဘေးမြင်းတွေကအထူသုံးမှာပေါ့ကြိုက်တယ်ဆိုရင် okay အားလုံးပဲအကျိုးရှိပါစေ သင်ခန်းစာတွေကိုတေချာလိုက်လို့ကြည့်ရင်သားနဲ့ပုံမှုကျိုးရှိပြီးပုံမှုအောင်မြင်တဲ့ဘဝများတိုင်ဆင်ပါစေ။ဘေးရင်တွေအားလုံးပါကင်းဝေးကြပါစေရှင်။